တရုတ်မရလို့တဲ့အကြောင်းပြောမယ်အဲဒီမူဆယ်ဖက်ကနေရွှေလီဖက်ကွာလောက်တော့လုံးမဲ့မင်းကလေးတွေနော်တေချာလေးစုံစမ်းပြီးမှပဲလာကြနော်အခုကဘာပြဿနာဖြစ်နေလဲဆိုရင်ဒီအဲတရုတ်ဝင်လမ်းကြောင်းဖက်ကနေမလာပဲနဲ့ခိုးပေါက်ကနေဝင်တာတဲ့ခိုးခိုးပေါက်ကဘယ်ကနေဝင်လဲတော့မသိဘူးငါမူဆယ်မှာအဲ့လောက်နေလာတာအဲဒီ အရင်ဒီဟိုအရှိရှိလွန်ခဲ့တဲ့ဟိုက2018တုန်းကဆိုတော့ဒီအစင်ပြပေါက်တယ်မှာဟိုကခိုးပေါက်တယ်ပါလိမ့်ရှိတယ်အခုခိုးပေါက်ကဘယ်ကနေလဲတော့မသိဘူးနော်အဲဗမာပြည်ကောင်မလေးတွေနော်ရွှေလီကိုဝင်တာအဲ့ဒါခိုးပေါက်ကနေဝင်တာခိုးပေါက်ဟိုခိုးပေါက်တမဟိုမဝင်ကြီးဟိုဖက်လို့ပြောတယ်ကျွန်တော်လည်းမသိဘူးအဲ့ဘက်ကနေဝင်ပြီးတော့အခုတို့ကရွှေလီရောက်တော့အဲအလုတ်လုတ်ရမယ်အလုတ်ပေးမယ်လို့လိန်ထားတဲ့အဲ့ဒီကိုယ်စားတွေကပြီးတော့အလုတ်လည်းမပေးဘဲနဲ့အဲအဲ့လိုမျိုးတရုတ် ကောမျိုးတရုတ်ဒီစီမာတို့ရောင်းစားလာတဲ့ရောင်းစားပြီးအခုတချို့မင်းကလေးတွေကအဲအမှအဲ့အဲ့ဒီလူရောင်းစားတဲ့လူကုန်ကူးပဲနော်တကယ်ဆိုတာလဲအေးအဲ့လူလူရောင်းစားတဲ့အဲ့ဒီပွဲစားပေါ့အေးအဲ့တယောက်ကအဲ့ဒီတရုတ်ပြည်ရဲ့ဒုံကြီးနေမှာအခုရမ်းထွက်တယ်လေဟိုကသူများပြောတငယ်ချင်းတွေလည်းပြောညာအဲလူရောင်းစားပုံပေါ့နော်ပမာပြည်ကအဲလက်လက်ဆက်ဆက်လေးအဲ့လိုမျိုးတွေတင်လာတယ်နော်တရုတ်လူဟိုကတဲ့အဲ ကောင်းကောင်းလေးပေါ့ချောလေးငငယ်လေးအဲ့လိုမျိုးတွေတင်ထားတာလေငငယ်လေးတွေတဲ့ရှိတယ်ပေါ့နော်အဲ stage ကြီးပဲဆက်မများပေးနိုင်တဲ့လူတွေကိုတဲ့ရောင်းပေးမယ်အဲ့အဲ့လိုမျိုးတွေတဲ့နော်အဲ့အတွက်ကြောင့်ပမာပြားတက်လာမဲ့ဒီတကယ်တကယ်အလုတ်လာလုံးမဲ့ရွှေလီတဲ့ဆက်ယုံတို့ဘာလို့အဲ့လိုမျိုးအလုတ်လာလုံးမဲ့လူတွေဆိုလဲတရင်ဝင်လမ်းကြောင်းရှိတဲ့ဘက်ကအဲ့လိုမျိုးတွေပဲ passport နဲ့တေးချတခါတုံးဆိုလဲတခါတုံးကတဲ့တေးချဝင်နိုင်တဲ့လမ်းကြောင်းကနေဝင်ကြနော်အခုပေါက်ကနေခေါ်ပြီးမှအဲလူရောင်းစားခံရဆိုရင်နင်တို့တရုတ်မရမလုတ်ချင်လုတ်ရမှာအချင်းချင်နင်တို့ဒုက္ခရောက်မှာ ¿no? Era la peor.